ကျွန်တော်နှလုံးသားထဲမှာရောကျွန်တော်အသိဉာဏ်တွေထဲမှာရောကျွန်တော်ခံစားမှုတွေထဲမှာရောအဲကျွန်တော်လူတွေအများကြီးဂိမ်းအောင်နေပါတယ်ဆိုတော့အဲ့ဒီလူတွေအများကြီးကိုတော့ဘယ်သူကခြေဆုံးဘယ်သူကနောက်ဆုံးဆိုမျိုးကျွန်တော်မခွဲခြားခြင်းလို့ပြောပြလို့မရသေးပါဘူးခင်ဗျာအဲနှလုံးသားထဲမှာပဲပြီးပြီးတော့တင်ထားဝင်ပြီးပါဒီကျွန်တော်တရုပ်ဆောင်ရတဲ့ character ကနည်းနည်းထူးဆန်းတယ်တိဝတ်တယ်ဆိုတော့ကျွန်တော်မှာအဲ ပြောစရာစကားလုံးညာနည်းနည်းအကန့်တက်ကလေးတော့ရှိရပါတော့နော်။ဟုတ်နည်းနည်းထူးဆန်းနေဆိုတာမျိုးထက်ဟိုဒီ character ကပို့ပြီးတော့လေးနက်တယ်ကျွန်တော်တွေ့လေ။ဟုတ်သူကအာဒီဇလန်ကိုပြောပြတယ်ကအော်သူ့မှာဟိုဘယ်လိုပြောရမလဲ။ဒီ character က main လုံးမှာရမယ်ဆိုပြီးတော့သူအပိုင်းတွေတွက်ပြီးတော့ပဲသူကျွန်တော်ဒါကိုပဲလို့ဟိုအဓိကအာယုံ site 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 စီခဲ့တာပေါ့နော်။ဟုတ်။အမှန်တကယ်ပြောရရင်တော့ကျွန်တော်ကအဲဒီ character က ကျွန်တော်ကိုယ်တိုင်လှုပ်ချင်ခဲ့တဲ့ character တွေမှာလည်းပါတယ်ဘာလို့လဲဆိုတော့သူ့ရဲ့ဟိုဟာကဟိုစဉ်းစားတွေးခေါ်ပုံသူ့ရဲ့ထင်မြင်ယူဆပုံသူ့ရဲ့လောကပုံမှာမြင်တဲ့အမြင်တွေပါတွေကအာထူးဆန်းတယ်လေးနက်တယ်နောက်တစ်ခုကဖောက်ထွက်ပြီးတော့ထိုးထွင်းသိမြင်နိုင်တဲ့အတွေးခေါ်လောက်ထိသူ့မှာရှိတယ်ဆိုတော့အဲ့ဒီအရာတွေကကျွန်တော်တော့ရှင်းလူချင်းခဲ့တဲ့အရာတွေပေါ့နော်ဆိုတော့ဒီ character ကိုအဲ့လိုဒီလေးလာရင်ဝင်ပြီးတရုပ်ဆောင်ရင်းနဲ့ပဲကျွန်တော်ရဲ့ ဘဝမှာလည်းကျွန်တော်ရဲ့ကိုယ်ပိုင်ဘဝမှာလည်းပို့ပြီးတော့ရင့်ကျက်လာစေခဲ့ပါတယ်အလူငယ်တွေကြီးပဲလောက်လောက်ရဲဆိုရဲကိစ္စမှာကကြတော့ဟိုဟိုကျွန်တော်ရဲ့လက်ဆက်မှုလို့ပဲကျွန်တော်ဆိုလိုချင်ပါတယ်ကျွန်တော်တို့လူငယ်တွေမှာကျွန်တော်ကခွန်အားတွေရှိတယ်နောက်ပြီးတော့လက်ဆက်မှုတွေရှိမယ်ဆိုတော့အဲ့ဒီကနေတဆင့်ကျွန်တော်ရဲ့အတွေးခေါ်တွေနောက်ပြီးတော့ကျွန်တော်ရဲ့အမှုပညာခံစားမှုတွေကိုကျွန်တော်တို့ကရိုးသားသားနဲ့ပြည်သက်ကိုတင်ဆက်ခွင့်ကျွန်တော်တို့ဒီ dream picture ပေးလိုက်ပါတယ်ပေါ့နော် joy picture ပေးလိုက်ပါတယ်ဆိုတော့ ဲထုတ်လုပ်သူတွေကိုလည်းတကယ်ကျေးဇူးတင်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီလူငယ်တွေပေါ်မှာယုံကြည်ပေးတယ်။နောက်ပြီးတော့အာလူငယ်တွေရဲ့တက်လင်လက်ဆက်မှုကိုတို့ပြည်သက်တီစီကိုအရောက်ဟိုတင်သွင်းပေးတယ်ပေါ့နော်။အဲ့ဒီတော့တကယ်ကိုကျေးဇူးတင်ပါတယ်။ဟိုဟာ story frame ကတော့၃ခုပေါ့နော်။၃ခုအဲ့ဒီမှာအဲကျွန်တော်ဖြည့်ဆက်ပြီးတော့ပြောချင်တာဒါနည်းနည်းပြောချင်တာတော့ရှိရဲ့အာအဲဒရိုက်တာကတော့ပြောစီချင်လားတော့မသိဘူးဒါပေမဲ့ကျွန်တော်ပြောချင်တာတော့ရှိရဲ့ဘာလဲဆိုတော့ story တစ်ခုကိုဟိုသူက flin language တစ်ခုနဲ့သူတင်ဆက်ထားတယ် ဆိုတော့အဲ့ flin language တခုချင်းစီနဲ့တင်ဆက်ထားတယ်တခုနဲ့တခုနဲ့မှာလုံးဝ flin language မတူဘူးအဲ့ဒီအဲ့ဒီအရာဒါအရန်ကိုဟိုဟိုအတိတ်ပဲရှိရဲနောက်ပြီးတော့အစ်စ်ဖြစ်မယ်လို့ကျွန်တော်ခံစားမိတယ်ပေါ့နော်အဲ့ဒါလေးကိုတော့ကျွန်တော်ပထမဆုံးသတင်းစကားအနေနဲ့ writer မသိအောင်ခုပြောပါရယ်ကျွန်တော်နှလုံးသားထဲမှာရောကျွန်တော်အသိဉာဏ်တွေထဲမှာရောကျွန်တော်ခံစားမှုတွေထဲမှာရောအဲကျွန်တော်လူတွေအများကြီးကိန်းအောင်နေပါတယ်ဆိုတော့အဲ့ဒီလူတွေအများကြီးကိုတော့ဘယ်သူကခြေဆုံးဘယ်သူကနောက်ဆုံးဆိုတာမျိုးကျွန်တော်မခွဲခြားခြင်းလို့ပြောပြလို့မရသေးပါဘူးခင်ဗျာ နှလုံးသားထဲမှာပဲပြီးပြီးတိန်းထားဝင်ပြီးပါအဲကျွန်တော်တို့ရဲ့တည်လွင်မှုကျွန်တော်တို့ရဲ့နှုတ်ပြုံမှုကျွန်တော်တို့ရဲ့ lesson မှုကျွန်တော်တို့ရဲ့ရိုးသားမှုကိုကျွန်တော်ပရိသတ်ကိုအမြဲတမ်းစားသုံးစေချင်ခဲ့တာပါအခုကျွန်တော်ဆန္ဒလေးပြောရခဲ့ပါတယ်အဲဒီလနိုဝင်ဘာ9ရက်နေ့တောက်ကြနေ့မှာအဲဒီတနိုင်ကလုံးမှာရှိရဲ့ယုံဒီမှာကျွန်တော်ရဲ့ပြန်ပြောရလေးကရှိနေပါလိမ့်မယ်ကျွန်တော်တို့လည်းအဲအတူတူခံစားမယ်ကျွန်တော်ရဲ့ရင်ခုန်တန်တွေကိုလည်းအတူတူမျှဝေခံစားကြဖို့ကျွန်တော်အနေနဲ့မျှော်လင့်ပါတယ် அபிஜயபாலு நம்ம நெனிலே நிட்டாயேக்கைய பாயறே